လူများစွာကမေးကြသည်ဆရာဝန်ကြီးရေကျွန်ုပ်မှာ migraine ရှိပါတလားခေါင်းကြိုက်တိုင်း migraine လားအခြေရမဟုတ်ပါ migraine ဆိုတာပါလေ migraine ဆိုဒီမှာအုံနောက်ရေးအဓိကခေါင်းကြိုက်ယောဂဖြစ်သည် migraine ကိုဘာကဖြစ်စေတလဲသူတေသနာပြုသူများစွာကအုံနောက်တွင်သွေးကြောကျဲခြင်းဆိုသောအရာတစ်ခုရှိနိုင်သည်ဟုယုံကြည်ကြပြီးညင်းသည်အုံနောက်ထဲသို့သွေးများရုတ်တရက်စီးဆင်းလာခြင်းသွေးပမာဏကျပြန့်လာခြင်းတို့ကြောင့် migraine ခေါင်းကြိုက်ခြင်းဖြစ်ပေါ်စေသည်ဟုဆိုကြသည် မိုက်ဂရိန်းယောဂာဤရိုးရာလက္ခဏာများကဘာတွေလဲလူနာများတွင်ကောင်းကိုက်ခြင်းဖြစ်နိုင်ပြီးအများအဖြစ်တစ်ဖက်ချမ်းကောင်းကိုက်ခြင်းဖြစ်သည်သို့သောရှားပါသောအခါတွင်နှစ်ဖက်လုံးကိုထိခိုက်နိုင်သည်ရိုးရာအလင်းထိခိုက်မှုဖြစ်ပြီးအလင်းတောက်ကသောနေရာများသို့မဟုတ်လေယောင်ကြီးထိတွေ့သောအခါကောင်းကိုက်ခြင်းပုံမဆိုးရွားလာသည်ထို့နောက်အတန်ထိခိုက်မှုဖြစ်ပြီးအတန်ကျဲသောနေရာများနှစ်ချက်များလူများသောနေရာများတွင်တခြင်းများ အတန်ကျကျဖြစ်သောတခြင်းများသည်ခေါင်းကိုက်ခြင်းကိုဖြစ်စေပြီးဤအခါတွင် migraine ဖြစ်နိုင်သည်ဟုထင်ရသည်လူအချို့တွင် migraine ကောင်းကိုက်ခြင်းဖြစ်နေစဉ်တွင်မြင်ကွေးအနှောက်အယှက်များဖြစ်နိုင်ပြီးဒူးရိုးမျက်စိမင်ခြင်းဖြစ်နိုင်သလိုမျက်စိရှည်တွင်အချို့သောပုံတံများသို့မဟုတ်အလင်းတောက်များကိုမြင်ရနိုင်သည်ဒါကို migraine ဤမြင်ကွေးအယုံကြောပြင်းထန်မှုဟုခေါ်သည် အများအားဖြင့် သူတို့တွင်အန်ဂျင်ချင်းရှိပြီးခေါင်းကိုက်ခြင်းနှင့်အတူအန်ထွက်ခြင်းဖြစ်နိုင်သည်ခေါင်းကိုက်ခြင်းအလုံး ဒီ migraine ကောင်းကင်ချင်းဖြစ်နိုင်ခြင်းမရှိပါထို့သူသည် migraine ခင်နေသည်ကို ခွဲခြားစစ်ဆေးရန်အရေးကြီးသောစံတတ်မှုကပါလေအုံနောက်ကိုစကင်ဖတ်ခြင်းဖြင့်ရိုးရိုးစကင်သို့မဟုတ်အုံနောက်မွေဖြင့်စစ်ဆေးခြင်းဖြစ်သည်တို့တော့တင့်ရဲ့အုံနောက်အထူးကုဆရာဝန်ဤကြည်ကြက်မှုအောက်တွင် အုံနောက်စကင်ကို ပြုလုပ်ပြီးအုံနောက်တွင်အခြားအရာမရှိဘဲ migraine ကောင်းကင်ချင်းသာဖြစ်ကြောင်းတသက်ပြပါ migraine ကောင်းကင်ချင်းကိုဘယ်လိုကာကွယ်မလဲပထမဆုံးအရေးကြီးဆုံးအရာကအိပ်စက်ခြင်းဖြစ်သည် ထူးသဖြင့် migraine ရှိသူများအတွက်ရေရရေရအိပ်စက်ခြင်း9မှ10နာရီပြီးမချစ်မနေလိုအပ်ပါသည်အစိတ်ပြင်းသောအနက်များတဘာဝစီများကို မထိတွေ့ပါနဲ့ဒီအချက်ကိုထပ်မံပြောကြားလိုပါသည်တဘာဝစီများဥပမာ eucalyptus စီများကျွန်ုပ်တို့အသုံးပြုသောဤပေါင်းပြီများအားလုံး migraine ကိုဘယ်လိုကုသမလဲ migraine ကိုကုသနိုင်ပါသလားဆရာဝန်ဟုလူများသာမေးကြသည် migraine ကိုကုသနိုင်ပါသည်သို့သောအချို့သော migraine များကိုထိန်းချုပ်နိုင်ပြီးအပြေအဝမကုသနိုင်ပါ လက်ရှိတွင် migraine ကိုကုသရန်နှင့်ထိန်းချုပ်ရန်ဆေးဝါးများစွာရှိပါသည်အမှန်တော့မကြသေးမီစားစတဲကအချို့သော mono ကလိုနဲ့ antibody များကိုအတည်ပြုခဲ့ပါသည်ဂျင်းတို့သည်ပထိန်းချုပ်နိုင်သော migraine ရှိသောလူနာများကိုထိုးသွင်းပေးသော injection များဖြစ်ပြီးတစ်လလျင်တစ်ကြိမ်ထိုးသွင်းပြီးနောက်30မှ12ကြိမ်ခန့်ထိုးသွင်းပြီးနောက်တစ်နှစ်ခန့်အတွင်းခေါင်းကိုက်ခြင်းကင်းစင်နိုင်ပါသည်ထို့ကြောင့်ခြေရသောမိတ်ဆွေများတင်တို့အားလုံးအတွက်အိမ်ပြန်တည်င်းစကားမှာအားလုံးသောခေါင်းကိုက်ခြင်းသည် migraine မဟုတ်ပါ ခေါင်းကိုက်ခြင်းကိုကြာရှည်ခံနေပါကတက်စီယာဝန်ထံသို့တွားရောက်ပြီးတင်းအုံနောက်စခင်ကိုပြုလုပ်ထားကြောင်းသိချစီပါ။ကျန်းမာသောလူနေမှုဘဝဖြစ် migraine ကိုကာကွယ်ခြင်းမှာအလွန်အရေးကြီးပြီး migraine ကုသမှုမှာအလွန်တိုးတက်ပြီးအမျိုးမျိုးသောရွေးချယ်စရာများရှိပါသည်။ကျေးဇူးတင်ပါသည်။